မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုကန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝုဒ္ဓခန်းကြီး26အပိုက်ငယ်28ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါတယ်အကိပမင်းကလည်းတင်းသည်ဖျားယောင်းသွေးဆောင်သောအပြင်ငါသည်ခရိယံဖြစ်လူပြီဟု ပေါလုအားပြောဆိုလင်ဒီနေရာမှာတော့ပေါလုကအကိပမင်းကြီးတို့ဖေတုမင်းကြီးတို့ရဲ့ရှေ့မှာသူကအယူခံဝင်ပြီးတော့သူ့ရဲ့အကြောင်းကိုတသက်ခံပြောပြနေတာဖြစ်ပါတယ်အဲ့ဒါလို့ပြောပြခွင့်ရတာကလည်းဂျေစုတော်ပဲဒီလိုအရာရှိကြီးရေဘယင်ခံနေရဲ့ရှေ့မှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတခေရှုခရစ်တော်ရဲ့အကြောင်းကိုဝင့်ငှခွင့်ရဖို့ရန်တရားဟောရာတကားကိုဖွင့်ပေးတဲ့ ရားရှင်နာမတာ၍ဘုန်းကြည်ပါစေ။ဒီလိုမျိုး မင်းအရာရှိတွေရဲ့ရှေ့မှာပြောဆိုခွင့်ရတဲ့အချိန်မှာပေါလုကလည်းအခွင့်အရေးကိုအမိအရာယူပြီးတော့မှ သခင်ယေရှုခရစ်တော်ရဲ့အကြောင်းကို ပြောပါတယ်။ဒီမင်းကြီးတွေကလည်းယုဒဘာသာနဲ့မစိမ့်တဲ့သူတွေဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ပေါလုကလည်းသူ့ဘဝရဲ့ဇက်ကြောင်းတွေကို ရှင်းပြပြီးတော့မှာ သူယေရှုခရစ်တော်နဲ့ထိတွေ့ခဲ့တဲ့အကြောင်းကိုပြောပါတယ်။ပြီးတော့အနာဂတ်ကျမ်းစကားကိုယုံနယ်မဟုတ်လားလို့အကိပမင်းကြီးကိုလည်းပြန်မေးတာကိုတွေ့ရပါတယ်။အကိပမင်းကြီးကဗာပြန်ပြောလဲဆိုတော့ခုနဖတ်သွားတဲ့ကျမ်းပိုက်မှာလိုပဲတင်ကငါ့ကိုဖျားယောင်းသွေးဆောင်လွန်းလို့ငါတော်ခရိယန်ဖြစ်လူပြီးဆိုပြီးတော့မှ ဖော်ပြတာကို တွေ့ရပါတယ်။သဘောကတော့ပေါလုရဲ့စကားအရာမှာကြွန့်ကျင်မှု လိမ္မာပနတ်မှုနဲ့အကိပမင်းကြီးကိုဘလို့မှယုံလို့မရအောင်ကိုသူစကားအရာမှာကြွန့်ကျင်စွာ ပိုင်နိုင်စွာ ပြောဆိုနိုင်နေဆိုတာကို တွေ့ရပါတယ်။တနည်းအားဖြင့်ပြောရရင် အကိပမင်းကြီးကိုဖျားယောင်းသွေးဆောင်နိုင်နေဆိုတာကို တွေ့ရပါတယ်။ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပဲဧဝံဂေလိတရားကိုဟောတဲ့အခါမှာလူတယောက်ကိုကြအောင် ပြောနိုင်ဖို့လိုပါတယ်။ တနည်းအားဖြင့်ပြောရရင်ဆွဲတယ်ပဲပြောပြောပါပဲပြောပြောဆွဲတာကတော့ဆွဲတာပါပဲလူတွေကို ခရစ်တော်ကိုရရှိဖို့ရန်အတွက်ဘလို့နီးနေပဲဆွဲရဆွဲရဆွဲရမှာပဲဖြစ်ပါတယ်ယေရှုခရစ်တော်ကိုရဖို့ကအဓိကပန်းတိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့မတရားတဲ့နီးနေတော့မဟုတ်ဘူးလောကီနီးပညာတွေနဲ့တော့မဟုတ်ဘူးသို့တော်လည်းပဲဖျားပေးတဲ့ဉာဏ်ပညာနဲ့ဖျားယောင်းတွေးဆောင်ပြီးတော့မှသူတို့ကိုခရစ်တော်ထံရောက်အောင်ပို့ပေးရမှာပဲဖြစ်ပါတယ် ဒီလိုဆိုရင်ကျွန်တော်တို့ရဲ့အသက်တာမှာသူတို့ဘာပြစ်တင် ရှုံချလို့မင်းတို့ဘာသာကဆွဲတရားဟောတယ်လို့ပဲပြောပြောဒါကိုရှက်เสียမလို့ပါဘူးရှက်ရမယ့်အကြောင်းလည်းမဟုတ်ပါဘူးအမှန်တော့ကျွန်တော်တို့ကဖျားယောင်းသွေးဆောင်ရမှာဖြစ်ပါတယ်စာရန်လိုမျိုးမတရားမှုလုပ်ဖို့ဖျားယောင်းသွေးဆောင်ရမှာမဟုတ်ပါဘူးကျွန်တော်တို့ကမဟုတ်တာလုပ်ဖို့ဆိုရင်တိတ်ဖျားယောင်းသွေးဆောင်တတ်ပါတယ်ကောင်းတာလုပ်ဖို့ရင်ဖျားယောင်းသွေးဆောင်ရမှာဖြစ်တယ်ဧဝံဂေလိတရားကို ဝန်ခံလာဖို့ရန်အတွက်ဖြားယောင်းသွေးဆောင်ရမှာဖြစ်ပါတယ်။ဘလိုနီးနေပဲသွေးဆောင်သွေးဆောင်ခရစ်တော်ကိုယရှိဖို့အဓိကဖြစ်တဲ့ဆိုပေမဲ့ခုနကကျွန်တော်ပြောသလိုမျိုး မတရားတဲ့နီးလိန်ညာတဲ့နီးတော့မသုံးရပါဘူး။မှန်ကန်တဲ့နီးတက်တည်နဲ့ကိုယ့်ရဲ့အသက်ရှင်မှုပုံစံနဲ့ကိုယ်တိုင်တွေ့ကြုံရတဲ့တက်တည်ခံချက်တွေနဲ့တော့ဖြားယောင်းသွေးဆောင်ရမှာဖြစ်ပါတယ်။ယေရှုကိုယုံနေမယုံဘူးဆိုတာကတော့ ကာယကရှင်ကိုယ်တိုင်ကပဲဆုံးဖြတ်မှာဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ပေါလုကတော့မင်းရာရှိတွေရဲ့စိတ်ကိုကြအောင်ပြောနိုင်တယ်သူတို့တွေယုံမထွက်နိုင်အောင်လို့စကားနဲ့ချီးနှောင်နိုင်တယ်ဖျားယောင်တွေးဆောင်ပြီးခရိယံဖြစ်လူပြီးလို့ဝန်ခံရလောက်အောင်ကိုပေါလုဟာတတိခံဝေငှနိုင်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့လည်းပဲထို့သို့ပြုကြရအောင်ညှင်းခုံရန်ပွားစေတဲ့အရာကိုရှောင်ပြီးတော့မှ ယေရှုသာလင်ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုဝန်ခံတဲ့အထိသက်သေပြုကြရအောင်လို့တိုက်တွန်းပါတယ်ဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျားကိုရောကိုဂျေဇုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာစကားအရာမှာကြွန့်ကျင်စွာနဲ့သူတစ်ပါးရဲ့အသက်တာကိုတိဆောက်ပေးနိုင်ဖို့ဧဝံဂေလိတရားကိုဝန်ခံလာစေဖို့ကိုရောမဆပါဂျေဇုတင်တဲ့နာမတော်ပုံကြီးပါစေ နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲခန္ဓာစိတ်ဝိညာဉ်ကိုရရှင်ဖျားရဲ့မာစာချင်းအမျိုးမျိုးကိုခံစားရုံသာမက သူတပားတွေကိုဧဝံဂေလိတရားနဲ့ဖျားယောင်တွေးဆောင်နိုင်တော်သူများဖြစ်စေပါယေရှုတော်ပေါင်းကိုချီးမွမ်း၍တနိတာကိုဆက်ကပ်တဲ့အခါသခင်ယေရှုနာမ၌ဆက်ကပ်အနံဆုတောင်းပါ၏အာမင်